်ငေါ့နိုင်ငံကြီးကတော်တော်ကိုစီပြီးသွားမှာအဲ့ဒါကြောင့်မလို့ကိုကြီးကတော့ဇော်ဘုံယုံရန်သဘောကျတဲ့အထက်မှာပါတယ်ကိုကြီးကအသက်ယူရတော့ကွာဒီလူငယ်လူမျိုးမလုံနိုင်တော့တဲ့အတွက်ကြောင့်မလို့ကိုကြီးကအာပေဝင်းရံတယ်ဇော်ဘုံယုံအာပေဝင်းရံတဲ့အထက်မှာပါတယ်အတိကောင်းတယ်ဒါပေမဲ့ဒီကဒီမိုကရေစီဆန်တဲ့အတွက်ကြောင့်မလို့လေကိုကြီးတက်မလို့ကြီးကလည်းသူ့ကိုပြင်းထန်တယ်နှစ်ခုမဲ့လို့ကိုကြီးကမထင်ဘူးကွာဟုတ်ပြီလားနော်အဲ့တော့အတွင်းမတူတဲ့နော်ကိုဘက်ကလူတွေကိုအလိုမရှိတဲ့သူတွေရဲ့ပြဿနာကိုလုံးဝမှမယုံပါနဲ့နော် ကျွန်မကအခုလဲဟိုတော့ဒီလူကြီးလူကောင်တွေကိုကျွန်မကိုဆက်သွယ်ပြီးမေးကြည့်ပြပါဘီเนาะအခုဆုံးဖုန်းဟင်းမှာဘယ်သူမှဘာမှနှိမ့်ဆက်ရှင်လည်းမရှိဘူးပြန်ပြောတော့တချို့လည်းကျတော့ဇဘုံကိုနှိမ့်ဆက်ထားတာမျက်နှာကိုရောင်ကပ်ပါရအဲ့လိုမျိုးတည်င်းတူတည်င်းမားတွေကိုမယုံချဘူးရပါဘောเนาะအတင်းတို့တဲ့မားတွေကိုမယုံကြဘူးရပါနော်ကျမတို့မျိုးချစ်လူမျိုးချစ်အမျိုးပြာပြောစကားကိုယုံပေးပါဘုဇဖုန်းရင်ဘာမှမဖြစ်ပါဘူးရှင်နော်ဒါဘုဇဖုန်းရင်ကိုထောက်ခံနေတဲ့နော်ဟိုမျိုးချစ်များအားလုံး အေးအေးဆန်းဆန်းနဲ့နေထိုင်ရပါလို့ကိုစုပ်ပွင့်မှာဘာမှမမဖြစ်ပါဘူးနော်ဘာလို့ဘာလို့အေးအေးဆေးဆေးပဲပါပဲအေးအေးဆေးဆေးတတ်တာရရရှိနေပါတယ်လို့နော်အားလုံးပဲကိုစုပ်ပွင့်ကိုဝိုင်းရနေတဲ့ပြည်သူများအားလုံးနော်မြို့ချင်းများအားလုံးနော်ဟိုဘာမှကိုစုပ်ပွင့်ဘာမှမဖြစ်ပါဘူးဆိုကြအောင်အတင်းထားပါဘာမှဘာမှမဖြစ်ပါဘူးဟိုနီပိန်းနေရတစ်ဖက်ပိန်းနီပိန်းနေရနော်ဒီပိန်းနေအောက်တန်းစားတွေရဲ့စကားကိုသူတို့ကတော့ကိုစောကိုဘက်ကလူဆိုသိရမလားမဟုတ်မှမနဲ့စကားဆိုရင်သူကထိတ်ဆုံးကပြောပြီးမဟုတ်မှမနဲ့စကားသူတို့ရဲ့ ပြောတဲ့စကားကိုလုံးဝမမယုံပါနဲ့ကိုစိုးပေါ်ဟင်ဘာမှမဖြစ်ပါဘူးเนาะဒါကအင်းကျမတို့ဒီကိုစိုးကိုဝန်းရံထောက်ခံနေတဲ့သူများအားလုံးဟိုစိုးရင်ပူပန်ပေးနေကြတော့ခါကျော်ကိုလည်းစိုးရင်ပူပန်တာပေါ့เนาะစိုးရင်လည်းပူပန်နေကိုလည်းဖက်ဖက်ကနေပဲဘယ်လိုလုပ်ရမလဲဆိုတော့ကျမတို့လည်းဝိုင်းဝန်းပြီးတော့စဉ်းစားရတယ်ပေါ့เนาะဒါပေမဲ့ကိုစိုးပေါ်ဟင်ဘာမှမဖြစ်ပါဘူးเนาะကိုစိုးကိုထောက်ခံနေတဲ့เนาะအမျိုးများအားလုံးဖိုက်တင်ကိုစိုးပေါ်ဘာမှမဖြစ်ပါဘူးเนาะကိုကိုတော့ဖဟင်းကတော့ဗန်သူတတရရအေးအေးဆေးဆေးညင်ညင်ချင်ချင်နဲ့ရှိပါတယ်เนาะသူ့ကိုခဏလေးပဲ ်နော်ဘယ်သူမှမမထိုးနှက်ခြင်းလည်းမရှိပါဘူးနော်အဲကိုသဘွင်းကိုထောက်ခံနေတဲ့ဝင်းရံလေးတဲ့မြို့မြအားလုံးကျွန်မမင်္ဂလာစကားလေးလာပြောတာပေါ့နော်ဘာမှမဖြစ်ပါဘူးရှင်လို့နော်ဟိုကျွန်မတို့ဒီမြို့ချက်ဒီတမတော်ထောက်ခံနေတဲ့သူတွေကိုဘယ်သူကဒီလိုလုပ်မှာရောဟုတ်တယ်မလားနော်အမှန်တရားကိုသူပြောတတ်တဲ့သူမလို့အမှန်တရားကိုသူကယုံကြည်လေးစားတဲ့သူမလို့မို့ကျွန်မတို့ကတော့နော်ဒါကတော့ဘယ်သူမှလက်မခံပါဘူးကောနော်ဘဝင်းဒီလောက်ပြောတဲ့ဥစ္စာကို ခုပေါ့သူဒီချိန်ကြီးအခုဆိုလွတ်နေပြီဆိုရဲတန်းတော်ကြားတယ်နော်ဟုတ်လားမဟုတ်လားမသိသေးဘူးကိုကြီးလက်စင်းကော်ဖီမကြားသေးဘူးနော်အဲ့တော့ဒေါ့နိုင်ငံဒီမိုကရေစီလို့စတင်ပါသေးတယ်နော်တုံတုံဇာကနာလောက်ပြောမယ်ဆိုတော့ပြောလို့ရတယ်ကိုကြီးဆိုလို့ချင်းလည်းပြောနေတာဟုတ်လားနော်နိုင်ငံတော့ပြောတာလीနားလေသူကနားလေအဲ့တော့ဇော်ဘုန်းဟင်းကသူ့ရဲ့အတွင်းစိတ်တံကွာသူကတော်တော်တိုင်းပြည်ကိုချစ်တဲ့သူကွာသူ့ရဲ့ရှင်တွေကစကားရတယ်နော်တနေ့ကိုသမင်းနှစ်နှစ်ပဲစားရတဲ့အတူတူဘာလောဘတက်နေတဲ့လူတွေဆိုသူ့ရဲ့စကားလေးတွေကဒါအမှန်တရားပဲတနေ့လူတိုင်းသမင်းနှစ်နှစ်ပဲစားရတာ ခုခင်မှာခုတိုင်းကြီးကိုကောင်းကောင်းလှုပ်သွားမယ်ဆိုစစ်တဲ့မျိုးတော့ထားတင်တာပေါ့ဒါသူ့ရဲ့စကားထဲမှာကိုကြီးမှန်ကန်တဲ့အချက်တွေကိုထောက်ပြအဲ့တော့ तू က follower များလာမယ်သူ့ရဲ့နောက်အင်အားများလာလို့ရှိလို့ရှင်ချိန်တန်ကြလို့ရှိလို့ရှင်ဇော်ပွင့်ရနိုင်ငံတော်တမရတော်ဖြစ်နိုင်တဲ့အခြေချင်းရှိနော်စိတ်ကူးရင်ကြည်လိုက်ဇော်ပွင့်နိုင်ငံတော်တမရဖြစ်လို့ရှိနော်တန်းစီပြီးဒုဖိုင်ရောက်မဲ့ကောင်တွေအများကြီးပဲငါတို့ရဲ့ဒီစိုးရတဲ့မှာပေါ့ဟုတ်လားတဘုံမပြောတဘုံဆိုတဲ့ဥစ္စာငါတို့နိုင်ငံကိုငါတို့ရဲ့ဒီတက်တက်မလို့ရေးဘူး နိုင်မှုဆိုတာဝေကြီးဖြစ်လည်းမဖြစ်နိုင်ပြောနေစိတ်ကူးရရင်နေတာဟုတ်လားအဲ့တော့နိုင်ငံတော်မှာနိုင်ငံတော်ချစ်တဲ့တမရကောင်တစ်ယောက်မွေးဖွားလာလို့ရှိလို့ရှိရင်ဘောင်းနိုင်ငံတော်အများကြီးကြိုးရှိတော့လက်ရှိကွာဒုက္ခရောက်သွားနိုင်တဲ့လူတွေကဒုက္ခမရောက်ဖက်နဲ့အချိုးတွေပဲပြင်လိုက်နော်ဘယ်သူမှဒုက္ခမပေးဘူးပဲထားလိုက်နော်ငေါင်းနိုင်ငံကြီးကတော်တော်ကိုအဆင်ပြေသွားမှာအဲ့ဒါကြောင့်မို့လို့ကိုကြီးတော့ဇော်ဘုံယိုရန်တဘောကြတဲ့အထက်မှာပါတယ်ကိုကြီးတို့အသက်ယူရတော့ကွာဒီလူငယ်လူမျိုးမလုံနိုင်တော့တဲ့အတွက်ကြောင့်မို့လို့ကိုကြီးကအာပေးဝင်းရံတယ်ဇော်ဘုံယိုအာပေးဝင်းရံတဲ့အထက်မှာပါတယ်တတိကောင်းတယ် မဲ့ဒီဒီမိုကရေစီဆန်တဲ့အတွက်ကြောင့်မဟုတ်လေကိုကြီးတက်မလို့ရတယ်သူ့ကိုပြင်းထန်တယ်နှစ်ကုတ်မယ်လို့ကိုကြီးကမထင်ဘူးကွာဟုတ်ပြီလားနော်အဲ့တော့ရိုင်းစိတ်မပူကြနဲ့အခုတော့တချို့လူတွေပြောတယ်အစဉ်ပြေနေပြီပြောတယ်ကိုကြီးကတော့ခိုင်မခိုင်လုံတဲ့သတင်းဌာနကနေလာမှာလေယုံမယ်ကိုကြီးအခုဇော်ဘွေးဖန်ကန်ဆိုကိစ္စကိုလည်းပေါက်ကူလိုပဲသတင်းကိုကြည့်မှကိုကြီးက confirm ပြောတာနော်ဟုတ်ပြီလားဒါဇော်ဘွေးနဲ့ပတ်သက်တဲ့ hockey shoe လေးကဒါပဲကျွန်တော်တို့ကမြူလာရေးဒီတက်ကြွလှုပ်ရှားသူတယောက်ဖြစ်တဲ့နော်ဇော်ဘွေးအဖန်ခံရတဲ့အင်တာနက်ပတ်သက်ပြီးတော့လူတွေတော်တော်များ ပြောကြတယ်။စပြီးတော့သူဒီလိုဖမ်းမခံရရင်ပေါ့နော်။တက်မလို့ကြီးခဲ့နေတယ်နိုင်တော့ကြီးခဲ့နေ။နောက်ကျတော့တက်မလို့စတိုင်းမှုတွေသူဆဲဆိုတဲ့ကိစ္စနဲ့ပတ်သက်လူတွေကျွန်တော်ပြောကြတယ်။ပြောစားကြီးတဲ့သူအရင်မြည်ဘူးလားတဲ့။ကျွန်တော်အဲ့ဒီမြည်ဖို့ဘယ်တော့မှမကြည့်ခဲ့ပါဘူး။ပြောလည်းမပြောဘူး။အဲ့ဒါနဲ့ပတ်သက်ပြီးကျွန်တော်တခုတော့ပြောပါဦးနဲ့အဲ့လိုလုပ်လို့ရသလား။ဝမ်းမြည်ရတယ်အများကြီးပါ။ဒါမှကျွန်တော်ဘာမှမပြောဘူး။ဒါပေမဲ့ဒီကနေ့တော့ပြောချင်တယ်။ဘာကြောင့်ပြောချင်လဲ။ဒီမှာပဲဆက်မနေလို့ဒီအကြောင်းရပဲတက်တယ်ဆိုတော့မြမတက်မလို့ထောက်ခံတဲ့သူတွေကလည်းတက်မလို့ထောက်ခံသူတက်မလို့ဘက်ကရက်တီနေပါလေနဲ့ဘာကြောင့်ဖမ်းရတာလဲဆိုပြီးတော့ ဖမ်းဆီးတဲ့ပုံကိုယ်ကြီးအပေါ်မချင်မနဲ့ပြောလာကြတယ်အဲ့တော့တစ်ဖက်ကတစ်ဖက်ပေါ်ကြီးကပုံကိုယ်ကြီးကြတော့လေမင်းတို့ဒီလောက်တော့ထောက်ခံနေတာတတ်မလို့ထောက်ခံနေတာတွေ့တယ်မလားမင်းတို့ဖမ်းတာပဲအချိန်တန်တော့လဲဆိုတာသူတို့ကဒါကိုထောက်ပြပြီးတတ်မလို့ဟိုပြောမယ်ဆိုထောက်ခံတဲ့ရက်ဒီမဲ့မရှိအောင်ဖမ်းကြတယ်ဆိုတော့ကျွန်တော်အဲ့ဒီအပေါ်မှာဘာကိုထောက်ပြခြင်းလဲဆိုတော့ဥပဒေကိုထောက်ပြခြင်းလေဒီနိုင်ငံမှာဥပဒေဆိုတာရှိတယ်အဲ့ဒီဥပဒေနဲ့အညီနေထိုင်ရင်ဘာပြဿနာမှမရှိဘူးအဲ့ဒီဥပဒေကိုထောက်ပြကျူးလို့ရင်တော့ဥပဒေနဲ့အညီအပြစ်ပေးရယူတာခံရမယ်အဲ့ဆိုတော့ကျွန်တော်ပုံကိုယ်ကြီးကဥပဒေနဲ့အညီမဟုတ်ခင်နဲ့အနည်းကလို့ရယူခံရတယ်လေအများကြီးနော်ဟောရတော့ခုချိန်ဒီ ော့ live stream နဲ့အထက်မှာတစ်ခါပဲဆက်ခဲ့ဘူးလေနော်2020တခုနှစ် February လတိုင်းမှာဆက်ခဲ့ဘူးလေပမောကကျောဆရာတော်ကြီးအကြောင်းကိုတစ်ဖက်ဖွဲ့စည်းရတင်ထားလို့အဲ့တခါတော့တော်တော်လေးကိုဆဲဘူးလေဒါငါသာ live stream နဲ့တက်တန်းတစ်ချောင်းလုံးမှာပေါ့နော်ဒီ၃နှစ်၄နှစ်တာကာလအတွင်းမှာငါသာတစ်ချိန်ဆက်ခဲ့ဘူးလေဆိုတော့အဲ့တော့ငါသာဘယ်လိုမှမစိဘူးထောက်ပြရင်လည်းအချက်နဲ့အလက်နဲ့ဖြစ်နိုင်တဲ့အကြောင်းအရာဖြစ်သင့်တဲ့အကြောင်းအရာထောက်ပြဒါပေမဲ့တချို့တချို့သောအမှန်တရားတွေဟာတချို့တချို့သောလူတွေအတွက်အမှန်ကြီးဖြစ်စေတယ်ဟုတ်ပြီနော်အဲ့တော့အမှန်တရားတော့မှန်တယ်ဒါပေမဲ့အဲ့ဒီအမှန်တရားကိုဘယ်သူမှလက်မခံဘူးမပြောခဲ့နေတာပေါ့ကော စကားစကားပြောပါများစကားရေးရစာကြည့်ပြကျမ်းကျုံရင်နှုတ်လို့ရတယ်စကားကျုံနှုတ်လို့မရဘူးစာဒါကရတာကိုယ်တိုင်အဲ့ဒီဒါကောက်ခံရပါလေဒါသာထောက်ပြလိုက်တယ်နောက်တစ်မိနစ်ရတာလာဖမ်းခံရတယ်အဖမ်းမခံရခင်နိုင်ဝက်အလိုမှာကိုဒါသာကိုယ်တိုင်လိုက်ပြီးပြောလိုက်တာပဲကျွန်တော်ပါတော့မှာပြောပြီးအဲ့ဒီနေပဲလိုက်ပြီးစနစ်တောင်ကြောင်လာခေါ်လာတယ်အကြောင်းအရာကမြန်မာနိုင်ငံရတဲ့ဖွဲ့အစစ်စစ်တော်ပုံပုံတွေကိုကျက်မှတ်ဖို့ဒါသာတက်ကလာတဲ့လူတွေဖြစ်တဲ့အတွက်စစ်သားတွေဥပဒေခက်ချမ်းချမ်းပြေးလိုက်ဥပမာခက်ချမ်းချမ်းပြေးလိုက်အဲ့ဒီဥပမာကြောင့်အရင်ပြည်တိုင်းဝင်ကြီးပြုတ်ဥဆုထွတ်နော်သူဟိုနဲ့ဒါသာတို့ဖမ်းခံရတယ် တော့သူတို့ကလုံးတဲ့လူကကိုကိုနိုင်နဲ့ဝကြီးပေးစားတယ်ဒါတော့မှမဟုတ်အောင်လုပ်လို့ဒါပြောတဲ့အမှန်တရားတစ်ခုရတယ်ပြောခဲ့တယ်ဒါပေမဲ့အဲ့အမှန်တရားသူ့အတွက်နားလဲပြောရအောင်ဖတ်ခိုင်းတယ်ဒါတော့အဲမှာရှိနေတဲ့အချိန်သူထောင်ကနေကြာတယ်တဲ့ရမှုတဲ့တမန်တဲ့ရောက်တယ်ကောင်းလာလို့ရင်ကောင်းတယ်သူခံစားရတယ်ကျွန်တော်လုံးတဲ့သူထောင်ကြသွားတယ်အဲ့လိုပဲပြင်မြို့မှာတက်မလို့တဲ့လုံးလုံးပေးနေတဲ့ရိုင်းမှုနှစ်ယောက်ရှိတယ်စကားလေးတစ်ခုမှားသွားတယ်နှစ်ယောက်စလုံးလုံးနေကြတယ်သူတို့ထောင်ချလိုက်တဲ့ပုံကိုလည်းခုထောင်နေမှာပဲသူတို့ပြောချင်တာကတန်တရာတစ်ပတ်အမြဲတမ်းလဲတယ်သူများပုံမှာစိတ်ယုံမှမွေးတဲ့လူမဟုတ်တာလုပ်တဲ့လူမကောင်းတာလုပ်တဲ့လူအဲ့ဒီဒီကိုခိုင်းမှာဒါကျွန်တော်ကတော့ဘာသာပြန်လဲစေ လူတယောက်ကိုနားဝင်အောင်ပြောလို့ရတယ်ဆဲဆိုပြီးပြောလို့မရဘူးနော်ကျွန်တော်ဆရာတော်ခိုင်းဟောတဲ့ပြားထဲမှာပါတယ်မို့လားကိုဘယ်လောက်ဆဲဆဲကိုပြန်မဆဲရင်သူ့ကိုသူပြန်ဆဲတယ်လို့ပဲဒါကယူရှင်လေးဟောကျွန်တော်တို့လူမျိုးတွေကနိုင်ငံရေးလုပ်တဲ့နေရာမှာနိုင်ငံရေးလူရှင်တွေများတယ်အမျိုးသားရေးလို့ဖမ်းပြပြအမျိုးသားရေးလူရှင်တွေအများကြီးပဲဘာကြောင့်ကျွန်တော်လူရှင်တွေလို့ပြောရတာလဲလူဘိန်းတွေကြိုက်အောင်လူဘောတွေကြိုက်အောင်ပညာမတတ်တဲ့အုံနောက်မရှိတဲ့နလဘိန်းတွေကိုကြိုက်အောင်စကားပြောတဲ့လူတွေလက်ခုပ်တီးကြတယ် ဥမာဒီကိုကိုရန်သူရဲ့ရန်သူကရန်သူလို့ကိုရန်သူရဲ့ရန်သူကမိတ်ဆွေတို့တတ်မှတ်ထားတယ်ကျွန်တော်တို့ရန်သူလို့တတ်မှတ်ထားတဲ့သူအဲ့ဒီကျွန်တော်တို့တတ်မှတ်ထားတဲ့ရန်သူကရန်သူလို့ပြန်ပြီးတတ်မှတ်တဲ့သူကကျွန်တော်တို့ရဲ့မိတ်ဆွေနော်ဒီမှာတော့ကျွန်တော်တို့လက်ကင်ထားတာအမှန်တရားပဲကျွန်တော်ကတော့အဲ့လိုမဟုတ်ဘူးကိုရန်သူလည်းမိတ်ဆွေကိုမိတ်ဆွေလည်းမိတ်ဆွေကျွန်တော်ကရန်သူမရှိတော့ဘူးလေတော်တော်မုန်းညမုန်းညကျွန်တော်တို့ကမုန်းတော်တော်ရွေးလေကျွန်တော်ရှိတယ်ပီဒီအက်ကမှညီငယ်တွေလည်းကျွန်တော်ရှိတယ်ဘာလို့လဲကျွန်တော်နိုင်ငံသားတွေခုချိန်မှာမိဆန္ဒပါရှိတဲ့လူမင်းကြီးညောင်နေကြီးအေးချမ်းရှိတယ်တော်တော်မရှိနေတဲ့လူရောမြို့မှာတောင်ထက်ဆံနေတာအခုကိုတောင်ကိုလို့ပြီးကိုယ့်အလေးကိုညီမြဖြစ်စီတယ်အဲ့လိုဖြစ်ဖို့အတွက်ကောင်းဆောင်ကောင်းဆောင်လူလာဖို့ဗျာနော်ဟောတီဗီတို့ တတင်းစာတို့လုံးမပဲဆက်မတာဒီပေါ်မှာစကလုံးသက်လာတဲ့ရုပ်ပြနေုံနဲ့အဲ့ဒီကပြောင်းလဲသွားမှာပေါ့အဲ့ဒီပြောတဲ့စကလုံးတွေတိုင်းဖြစ်အောင်လိုက်လုံနိုင်တဲ့အရေးချင်းရှိဖို့လိုတယ်အဲ့ဒီလိုဖြစ်အောင်လိုက်လုံကလားဆိုတာကိုစက်မှတ်ကုတ်ကဲနိုင်တဲ့အရေးချင်းလိုတယ်ဒါမှတမ်းရေးရမှာလေအဲ့တော့ပြောတာကစကလုံးသက်လာလေးပြောတာအဲ့စကလုံးတွေတိုင်းတစ်ခုမှမလုံနိုင်လို့ဆိုရင်တော့ကျွန်တော်တို့ကပြင်ချင်းပါဟာတာတို့ကြည့်နေတယ်ဆိုရင်ကြီးလိုက်ပြင်ပြီးပါရတာပဲဒီတော့တက်ရှိပြောတော့ထားတော့ပြောချင်တာကနိုင်ငံရေးလူရှင်အောင်လူများကြိုက်တယ်လူတွေပါကြိုက်တယ်ဥမာပေါ့ဒီတပ်တော်ကြီးလူတွေမုန်းကြတယ်အဲ့တပ်တော်ကြီးမကောင်းကောင်းတွေပြောတယ်လူတပ်တော်ကြီးကိုဆဲတယ်လူတပ်တော်မုန်းတဲ့လူတွေအဲ့လူပြောရင်တားတော့ကြ ။ဟာလေလူရှင်တော်လေ။အကျိုးကြောင့်အကောင်းဆုံး तू မပြောတတ်ဘူး။ဒီလူတွေဘာမှကြိုက်ဘူးလေမကြိုက်တဲ့အရာကိုပြောတယ်။သူတို့မကြိုက်တဲ့အရာကိုပြောပြလိုက်ပြီ။အဲ့တော့သူတို့သဘောတူကြသူတို့မကြိုက်တဲ့လူသူတို့မုန်းနေတဲ့လူအပြစ်တွေပြောတယ်ဆက်ဆုံနေ။အဲ့တော့ပြောကြဒီလိုပဲ။တောက်တော့ကမှလေဒီတရက်တွေကိုမုန်းနေဒီတရက်တွေကိုဆက်ဆုံအော်ဖိနေလူတောက်တော့ကန်သူကြီးအဖိကြတာဒါတော့မှမဟုတ်ပါဘူး။လူရှင်တော်ကြီးများလာတယ်။ဒါပေမဲ့လူရှင်တော်ဆိုတာလူပြက်စကားပြောတာ။ကောင်းတဲ့စကားမဆိုဘူး။အကျိုးမဲ့တဲ့အချင်းစကားတွေပြောတာ။သူပြောကိုပြောတဲ့စကားကစကားစကားပြောပါမယ်စကားတွေကစားပြီးကိုပြောတဲ့စကားကဘာလို့ဒီအကျိုးရှိလဲ။ဥမာလူပြောကဘောနော်ကိုတော်ကိုင်းကိစ္စပြောမယ်ဆိုရင် तू နောက်ပြန်လဲစစ်ထဏာချုပ်တိုင်းမှုကိုယ်တိုင်သူ့ကိုခေါ်ပြီးတော့မုံရမျိုးရဲ့အချင်းမျိုးထဲပြန်ဒါပေမဲ့သူတို့သွားတယ်တိုင်းစစ်ထဏာနယ်ကျွန်တော်ရက်တောက်တဲ့နယ်ချင်းကုန်းနေမုံရမျိုးကိုယ်ရှုကင်းနေမုံရမပြီသူတွေအေးချမ်းနေတာတွေသူချင်းမပြောင်းအော်ချင်းတွေမှာအနေအများဆုံးနေအောင်တွေ့လို့ပြောကျွန်တော်တို့မြင်ရတာရင်းနဲ့ကန်းဆက်ပဲမြင်ရပြီးတက်ရှိတယ်မရှိဘူးကျွန်တော်တို့မြင်ရမှာမဟုတ်ဘူးနော်ကျွန်တော်ပြန်လေးပြောပြတာနော်အဲ့တော့ကျွန်တော်တို့ရိုက်ပြေးလို့ပြန်ဒီမျိုးလိုသိမ့်ခံရတော့အဲ့ဒီမျိုးကျွန်တော်တို့ရိုက်ပြတယ်ဒီလိုမှရှိတယ်ဥစ္စာကောလာဖြစ်တယ်တကယ်သိမ့်နေပြီတော့သွားကြလို့မြင်ရဘူးကတက်ပြောက်တော့မဟုတ်ဘူးအဲ့တော့တကယ်သိမ့်နေတော့သိမ့်နေတာလက်ခံပါပဲတကယ်သိမ့်နေသိမ့်နေလို့ပြောထားပြီးတော့အသိမ့်မခံရတဲ့မျိုးတွေကကျွန်တော်တို့ရိုက်ပြတယ်။ဒါရုပ်ရှင်လည်းအင်းနဲ့ရတဲ့ကုသိုလ်နဲ့ကုစားတယ်ဘာလို့မျိုးမှာဘာဆောက်ချက်မှာမကုတ်ကုတ်သွားရတယ်။ ဆိုတော့အဲ့လောက်အထိအကြီးကဲတွေနဲ့အကြီးကဲတွေရောက်တောင်ဖိတ်ခေါ်ပြီးတော့လောက်ရတဲ့လူတယောက်အေးစိပြောလို့ရဘာကြီးဒါတွေတော့ဘယ်လိုဖြစ်နေအဘသူကများဒါတော့ဘယ်လိုဖြစ်နေနှုတ်နယ်ပြောမလားစာနဲ့တင်ပြမလားဒါသွားပါလေဒါပေမဲ့ပပ္ပတိကြီးကနေချပြီးတော့အဲ့လိုဆိုင်ကျွန်တော်တို့လည်းပြန်ပြောကြပါမယ်နော်ဒါကျွန်တော်အဲ့တော့မေးခဲ့တဲ့လူတွေကမေးဖို့အခုချိန်မှကျွန်တော်ဖြေတာပါအဲ့ဒီလိုသားဆဲလို့ရတယ်အရေးမကြီးဘူးဆိုရင်ကျွန်တော်တို့လက်ဆဲမှာပေါ့တခြားလူလည်းဆဲမှာပဲဒီတော့ဥပဒေဆိုတာလက်ခတာမဟုတ်ဘူးနိုင်ငံတကာရဲ့အုပ်ချုပ်သူနိုင်ငံတကာရဲ့ခေါင်းဆောင်အဲ့ဒီပုဂ္ဂိုလ်ကိုခိုင်းဆော်ခိုင်းအရေးကြီးပါမှာပါ အတူအရေးမယူဆိုတခြားလူလည်းအရေးယူလို့ရမှာမဟုတ်ဘူး။ तू လောက်တာတရားဝင်နေဆိုရင်ကျွန်တော်တို့လည်းလုံးမှာပဲပြီးရင်ကျွန်တော်တို့လည်းခံမနေအကျွန်တော်တောင်းမှာပဲနောက်လို့တော့မဆိုလည်းမထူကျွန်တော်တို့လည်းပြတ်ထွက်မှာပေါ့။ငါတို့လည်းခံခဲ့ရတယ်ကွမျိုးကလည်းခံခဲ့ရတာပဲ။နောက်အောင်လမ်းမှာလည်းကျွန်တော်တို့ရဲ့တက်မတော်ထောက်ကတူချင်းကွာရင်ပြည်မြို့ထဲမှာရှိတဲ့လူမျိုးကြီးကိုဆက်ဆက်တယ်မလုပ်တဲ့ပုံကိုကျွန်တော်အောင်လမ်းမြို့မှာရေးယူခံတယ်အခုသူလည်းထောင်ထဲမှာအောင်လမ်းတစ်ဖက်ကမှာရှိတဲ့တရားထောင်ထဲမှာတခွန်းနဲ့ပြောလိုက်တာသူကတော့ရိုးရှင်းတယ်။အမင်းတို့ဒီလိုလုံးလုံးမရောက်ဘူးလေခွာတယ်အဲ့ဒါတရားမဝင်ဘူးလေအဲ့စကားတခွန်းနဲ့နဲ့ဘဲပုတ်ကိုလည်းဘာကြောင့်ပြောလဲဆိုတော့ကျွန်တော်မပြည့်တော့ဘူး။နောက်သူကတော့မှတ်ချက်အကြီးရတာလား။သူလည်းထင်ပါလား။ ဆိုအဲ့လိုစကလုံးလေးတစ်လုံးမှားတာနဲ့အရေးကြီးလို့ရတယ်ဆဲဆိုနေအရေးကြီးလို့များကျွန်တော်တို့ဝေဖန်နေမှာမဟုတ်လို့စကလုံးလေးပြောနေမှာကျွန်တော်တို့လည်းဆဲအောင်တတိမီကိုဆိုပြောတာတတိစကားကိုခုမှထုတ်ပြောတာအရင်တော့ကပြောခဲ့ရင်ကျွန်တော်တို့ကဘာကြီးပြောကြမှာမိမနာလို့လို့ပြောနေရတယ်အထင်မှားခံနိုင်မပြောတခြားတတိကိစ္စကိုပြောတာနောက်တစ်ခုက license မတော်တော်ကြီးဖန်နေကိစ္စလေး license မတော်စကားတွေဖန်နေကျွန်တော်ရိုးရှင်းချင်းမပြောမယ်မြို့တိုင်းမြို့တိုင်းမှာအပေါင်ဆိုင်တွေရှိတယ်အဲ့ဒီအပေါင်ဆိုင်တွေကနေပြန်ရောင်းတယ်အပေါင်ဆိုင်တစ်ခုမှာ license မတော်တော်ကြီး90000နဲ့တရားတွန်းရှိတယ်ဒါမှရှင်းပြီနော်အဲ့ license မတော်တော်စီးတဲ့လူအများစုကရွာလူတွေတို့ကနားမလည်ဘူး license တက်တက်ကုန်နေတာတော့တော့ကောင်းမှသိတဲ့လူတွေမဟုတ်ဘူးအဲ့ဆိုတော့ license ရှိတယ်ပြောတဲ့စကားကြီးအငုတ် လိုင်စင်အငုပ်ရှိတယ်ပြန်တော့ကောင်းမသိဘူး။ဘာသာတော့လေရုံသွားပြီးနားမလည်လို့လေအလုပ်ဆုပ်လို့လေအဲ့လိုလူတွေအများကြီးပဲ။ဆိုတော့အဲ့လိုလုပ်မဲ့အစားခုလိုင်စင်ဘက်မော်တော်ယာဉ်ရှိတယ်။တရားဝင်လိုင်စင်ကြီးမျိုးချမပေးရင်အောက်စင်းနဲ့ရောင်းလို့ရတဲ့ပုံစံမျိုးလိုင်စင်တစ်ခုနော်ဒေတာလိုင်စင်မှာအခုအဲဘာလို့နော်32 W လို့ BGO 32 W လို့ BGO 65 W လို့ဆိုတာတက်နောက်ကဘာမှမထည့်ပဲ BGO မကိုဘူး။အမလိုင်စင်လိုင်စင်နံပါတ်ကသူများ9လို့ဆိုရင်သူ့အသုံးလို့ပါရှေ့အခက်ရတစ်ခုတက်ပေါ့ A 1 2 3 B 1 2 3 ဒါဆိုရင်ဒီ site ကြီးဟောဒါဒီကောင်ကဒါ black ကြီးကို license ပြောင်းဝင်ထားတဲ့ဓာတ်ကြီးဆောင်ထားတဲ့ license အောက်ဈေးနဲ့ရမယ် license ပေါ့နော်ဆိုတော့ဟိုကတော့ပြင်ဝင်ဟိုနိုင်ငံတော်ကအကုန်ဆောင်လိုက်လိုက်ဈေးလုံးကြီးတော့ကွာကောင်းတယ်ကားလည်းဒီလိုပဲပေါ့အခုဆောင်လိုက်မယ်ဆိုရင်အများကြီးပဲတကယ်တော့ဖမ်းမယ်လို့သာပြောတာနောက်စီတော့မဖမ်းနိုင်ပါဘူးအိမ်မှာတိတ်ခါမကမ်းပါအများကြီးတချို့ဆိုလို့ရင်အခုလိုင်စင်တွေကားတွေဖမ်းနေဆိုလို့ပုံကြောင်းတွေမှာတတ်ထားတာမှအများကြီးပဲပုံကြောင်းတွေမှာကားတွေအများကြီးဒါပေမဲ့သာသနာရေးကိစ္စကသူကပြောရင်ပုံဟိုဘုရဘာသာနိုင်ငံမှာဘုရဘာသာနိုင်ငံပြဿနာတက်မှာဥပဒေကဥပဒေဘာသာရေးကဘာသာရေးဒါပေမဲ့တချို့ကနားမလည်ဘူးဘုန်းကြီးကဖမ်းလို့ရမလားကွာဆိုတာနဲ့ပြဿနာတက်တယ်ဆိုတော့ဥပဒေမှာကဘုန်းကြီးကဖမ်းလို့မရအောင်သာသနာရေးကားတွေဖမ်းလို့မရဘူးလို့ကျွန်တော်လည်းတငန်းဝစ်ပြီးလက်ခိုက်စီပေါ့ရောက်လား အဲ့ဥစ္စာမူမူတွေဘလက်ကရှိတယ်ကျွန်တော်တို့လည်းရိုင်းမှုတို့ကတော့ဝင်ရွက်ခံပြီးဘလက်ကရှိမှာဝင်ရလားဟိုင်းဒီရုပ်လက်အမြင်ကြီးကိုပါဒါကျွန်တော်တို့လည်းစက်ကဘလက်ရှိခုဆိုရင် license ဘိန်းအစောကလေးကိုကျွန်တော်မနေ့ပြန်တီးရတော့ဟောအဲ့ဘိန်းက license ရှိတယ်ဒါပေမဲ့တရုတ်ဘိန်းဖြစ်တယ်တော့မသိဘူးဘလက်ကရိုးရရဘိန်းကျွန်တော်ရှိတယ်သူပြန်လိုက်တတိထားနေကဖေဘိန်းကဖန်ဖိုင်ကျွန်တော်ထွက်တော့ကိုလည်းဖန်ခံပါလိကိုလည်းဒီနိုင်ငံရဲ့နိုင်ငံသားတယောက်ဒီနိုင်ငံဥပဒေကိုလေးစားလိုက်တာတို့တယောက်ဖိုင်ကိုလည်းခံပါကျွန်တော်ဘာဘာတော့ပြောလို့မရဘူးကွာမင်းဘာလို့ဘာကောင်းဖြစ်နေဖြစ်နေမင်းနောက် license ကစီးလိုက်ဖန်ပါမယ်အဖန်ခံပါပဲတော်ပြောချင်တာဤသူတွေအတွက်ဖြေရှုံးမှုတခုလုပ်ပေးရင်သိတော့